မိုဘိုင်းဖုန်းသုံးခွင့်မရှိတဲ့တီးတန့်ကလပ်တစ်ခုဖွင့်မယ်ရော်နယ်ဒို ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာစပိန်နိုင်ငံမက်ဒရစ်မြို့မှာမိုဘိုင်းဖုန်းသုံးခွင့်မရှိတဲ့ကန့်သက်ချက်မျိုးတွေပါဝင်တဲ့တီးတန့်ကလပ်တစ်ခုဖွင့်လှစ်သွားတော့မယ်လို့စပိန်မီဒီယာတွေကရေးသားခဲ့ကြပါတယ်။မက်ဒရစ်မြို့ရဲ့အချက်အချာကြတဲ့နေရာမှာဖွင့်လှစ်မဲ့ရော်နယ်ဒိုရဲ့ကလပ်ဟာ1000စတုရန်မီတာကျယ်ဝန်းတဲ့နေရာမှာဖွင့်လှစ်မှာဖြစ်ပါတယ်။နေ့ဘက်မှာမီတင်တွေဆွေးနွေးပွဲတွေလုပ်ဖို့ရုံးခန်းတွေခန်းမတွေနဲ့အတူစတူဒီယိုတစ်ခုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ညဘက်မှာတော့တီးတန့်ညစာစားပွဲတွေသွေးဆုံပွဲတွေလုပ်နိုင်တဲ့စားတောက်ဆိုင်၃ဆိုင်ဘားတွေပါဝင်တဲ့နေရာဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်ဘာကိုလဲဝိုင်ကိုအထူးပြုတဲ့ဘာဖြစ်ဖန်တီးထားတာဖြစ်ပြီးတကဘာလုံးကတန်ဖိုးကြီးဝိုင်ကြီးရဲ့တီးတန့်ဆန်တဲ့အရာဓာတွေကိုခန်းစားရအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်ကလပ်ကိုအခချင်းငွေပေးပြီးဝင်လို့ရမှာမဟုတ်ဘဲအဖွဲ့ဝင်အဖြစ်လက်ခံထားသူတွေသာဝင်ရောက်ခွင့်ရမှာဖြစ်တယ်လို့အဖွဲ့ဝင်တဦးကဖိတ်ခေါ်မှာပဲလာရောက်ခွင့်ရှိမဲ့တီးတန့်ကလပ်အဖြစ်ဖွင့်လှစ်မှာဖြစ်ပါတယ် တက်လက်သေးကိုလာရောက်သူတွေဟာမိုဘိုင်းဖုန်းသုံးခွင့်မရှိတဲ့ပြင်ဓာတ်ပုံနဲ့ဗီဒီယိုရိုက်တာမျိုးတွေလည်းလုပ်ခွင့်မရှိဘူးလို့တားမြစ်ထားမှာဖြစ်ပါတယ်။